ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါဒီနေ့ရာသီမှာ Liverpool ရလက်ဆိုးတွေကြားကနေနီးပြအာနီစလော့အနေနဲ့မနစ်ကနိုင်အကိုပဲ stick လုပ်ပြီးတော့ပထမဦးစားပေးဖြစ်သုံးနေတဲ့သူ့ကစားမအသစ်တွေကိုသူအပြောင်းလဲလုပ်ပြီးတော့အောက်တင်ပြီးလို့ထင်လားဟိုတနေ့တုန်းက Florin Vers ကစားတာမဆိုးဘူးဗျဒါပေမဲ့ Manchester City တဲ့ဘွဲမှာသူ Matthew Nunes ကိုမကြုံနိုင်လို့ တခြားကစားသမားတွေအားလုံးနဲ့သူရှင်တဲ့အခါမှာသူ struggle ဖြစ်နေတယ်။ Gary Neville တို့ဒါ Jimmy Carragher တို့အားလုံးပြောတဲ့အတိုင်းပဲ Florian Wirtz ကိုကြည့်ရတာက German ကစားသမားတယောက်လိုတော့မထင်ရဘူး။အကောင်သေးသေးနဲ့ကွင်းထဲမှာလူငယ်လေးတယောက်ကလူကြီးတွေနဲ့ကစားနေရတဲ့ပုံစံမျိုးဖြစ်နေပြီးတော့ကျွန်တော်အမြင်တော့သူဟာဒါ Manchester City ကိုရှုံးတဲ့ပွဲရလို့မဟုတ်ဘူး။ Liverpool ရဲ့ဒီနေ့ရာသီအားလုံးရဲ့အဓိက problem ပြဿနာဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်ထားတယ်။ တော့ဒီအားကိုလီဗာပူးပြည်သက်တွေကလက်ခံချင်မှလက်ခံမယ်ဒါပေမဲ့တေချာတာတော့ Florin Verse ကလီဗာပူးအသင်းမှာဘယ်လိုပြောမလဲဆိုတော့သူပါဝင်ပတ်သက်တဲ့ပွဲ20ဆက်တိုက်ကိုလုံးဝကိုတွင်းတာတို့ဖန်တီးတာတို့သူမလုပ်ပြနိုင်ဘူးအဲ့ဒါကပွဲ20မဟုတ်ဘူးလေအချိန်20ရှိပြီဆိုတော့ပွဲပေါင်း7ပွဲမှာဆိုတော့ဒါက Florin Verse ကိုအခုပါဗျာ ဖလိုရီဗတ်စကစဝဂဖြစ်တယ်ဆာလတ်ကကြာနေတယ်အာကီတီကေတို့လည်းတိုက်ပတ်နေတဲ့အချိန်မှာဥမာဥမာကြည့်ပြလီဗာပူးကခေါ်ဒီကပူဝင်လာတဲ့အချိန်မှာ at least chance တွေစရတယ် half chance တွေပူတဲ့ chance တွေရတာတယ်ဒါဖလိုရီဗတ်စနဲ့ခေါ်ဒီကပူချားမကိုမတူညီတဲ့ different energy နဲ့ပုံစံတွေ့လာတယ်ဆိုတော့အခု Florin Verse ကိုလီပါပူးအနေနဲ့ဖြစ်နိုင်ကြပေါ့လေ Gary Neville ကတော့ဖြစ်နိုင်လို့ရှိရင်သူ့ကိုအသေးရဲ့ first strike ကနေခဏထားလိုက် 160 million ဆိုတဲ့ပေါင်တန်း116တန်းဆိုတဲ့စန်ဂျေတင်ဂျေးကသူ့ကိုတကယ်ကို pressure ဖြစ်နေပြီးတော့သူဒီလိမှာအတက်ဖြစ်ဖို့ခက်ခဲနေဆဲဖြစ်တဲ့အချိန်အတိုင်းတာတစ်ခုရရင်တော့သူအကောင်းဆုံးပုံစံကိုရလာနိုင်ဖို့ရှိပေမဲ့တေချာတာတော့အခုလောလောဆယ်မှာသူရောဒါဒီခေါ်ယူထားတဲ့ကစားသမားတွေအားလုံးဟာလီပါပူးကိုအကူအညီမပေးနိုင်ဘူးလို့ဆိုထားတယ်အခုလောလောဆယ်ပြဒီအရင်လူဟောင်းနေပဲကစား ဆာလတ်ကေဂက်ပူရဲ့အာကီတီကေနဲ့ဒီအီဆက်ကတော့ထားပါတော့ဘယ်သူပဲထားတာတေချာတော့ Florivers သုံးတဲ့ခါမှာ Wingers ပုံနဲ့ပျောက်တယ်ဒီဘဝကအရင်တော့ကတောင်ပံတွေကိုအားပြအခုဆိုရင်ကြည့်ပြမီလိုခါကစ်တောင်ပြန်အောက်ပြီးတော့ Andy Robinson ပြန်သုံးရတဲ့ဖြစ်ဘာလို့ဆိုတော့အိုက်ဘဲတောင်ပံကလုံးဝအားနိုင်နေတယ်ညတောင်ပံကတော့ထားပါတော့ Bradley ပဲရှိလို့ Jeremy Frimpong အကျဉ်ဖြစ်လို့ဆို Florivers နေနဲ့ကစားတာတော့ကောင်းတယ်ကြာလောက်တက်ကင်တက်တဲ့အတုအစိတ်လေးတွေ link up လေးတွေ half face လေးတွေမှာသူကစားတာကြီးကောင်းတယ် ဒါပေမဲ့ပြဿနာကသူ့ရှိက တကယ်ခေလာ pass လို့ခေါ်တဲ့သူ గో ရသွားမဲ့ final pass တွေသူ့ရှိမှာမရှိဘူးတဆင့်ပေးလိုက်တဲ့ဟာတွေတော်တော်လေးကောင်းတယ်ခါလိုက်ကျရင်သူ party ပြတဲ့အလုံးတွေက గో ဖြစ်ပြောင်းအောင်မဲ့ဆာမှာ గో သမားအကြောင်းကြောင်းကြောင့် గో သမားဆေးသွားတာပါညာဒါလည်းသူကန်ဆိုးတာလည်းပါတယ်ဒါပေမဲ့တေးကြတာတော့ဒါ liverpool အနေနဲ့ florian verse မပါတဲ့ကစားကကိုတိဆောက်ပြီး game တွေကိုသူ့ကိုဖြည်း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 ပြန်သွင်းတာကဖြစ်နိုင်တယ်ကျွန်တော်အခုနားလည်ထားတာက arnislot က Florian Vas ကိုလူရသူတို့ကသူတို့ရဲ့ first choice ဖြစ်သတ်မှတ်ခဲ့တာမဟုတ်ဘူးသူတို့ရဲ့ first choice က Florian Vas လည်းမဟုတ်ဘူး Manchester City ဝယ်မှာကိုဆိုရင်သူတို့ဖြတ်ပြီးဝယ်လိုက်တာဖြစ်တယ် Real Madrid သဘောကျပေမဲ့ Liverpool ရဲ့ financial power Bayern Munich ရဲ့ Real Madrid ရဲ့ Man City ရဲ့သုံးသင်းအပြိုင်လိုက်နေပြီးမှ Liverpool ကငွေအများဆုံးပေးပြီးတော့ပြိုင်ဘက်လက်ထဲမရအောင်ဆွဲခေါ်လိုက်တာဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားတယ်သူတို့ရဲ့ main target က Florian Vas မဟုတ်ဘူးသူတို့ရဲ့ main target က Isak ပဲ ဒါတော့မှ AKDK လည်းသူတို့ main target မဟုတ်ဘူးသူတို့ AKDK ကိုသူတို့ကြိုက်တာပေါ့သူတို့ကြိုက်တာကအလသနာ ISAC ယူကာဆေကမရောက်ဘူးဆိုတဲ့အတွက်ကြောင့် ISAC ကယူကာဆေကနေသူတို့ target ထားတဲ့ကစားသမားကိုယူကာဆေရှိကဖျက်လုလိုက်တော့ AKDK ယူကာဆေကိုမရောက်ပဲလီဗာပူးကိုရောက်တယ်နောက် ISAC ဘာရောက်မှုဖြစ်လာတော့သူတို့ ISAC ဘာထောက်ဝင်လိုက်တာဆိုတော့ နွေရာသီမှာလီဗာပူးငွေအများကြီးသုံးလိုက်ပေမဲ့တကယ်လူချင်းတဲ့ target တွေဟာ Florian Verse မဟုတ်ဘူး Akitik မဟုတ်ဘူးဒါပြိုင်ဘက်အသင်းတွေရှိမရောက်အောင်တားဆီးခဲ့တာဖြစ်ပြီးတော့အထူးသဖြင့် Florian Verse ဆိုလီဗာပူးအနေနဲ့ဒါ Gary Neville တို့ဘီယာရီရဲ့အဆိုအရ Florian Verse မပါတဲ့ကစားကွက်နဲ့အသင်းကိုတိဆောက်ပြီးအာနီဆော့နေတဲ့ပြုလုပ်တင်ချောင်းတဲ့ဒီကစားမတွေရဲ့တန်ချီကသူတို့ကို pressure ဖြစ်စေပြီးတော့ဖြည်းဖြည်းချင်း game တွေကိုပြန်ဆွဲသွေးတည်တည်လို့ဆိုထားတယ်။လေဘာဘူးပြည့်တတ်တယ်ဘယ်လိုမြင်ကြလဲ။ 哥们嘛，我也买七八家八路，记住嘛嘞。